။အစ္စရေးနိုင်ငံမှာအချက်ပေးတံတွေမီးတွေလင်းပြီးပြန်မှိန်သွားတာတွေမီးလျံတွေနဲ့ထိနေတဲ့ကောင်းကင်တွေစတဲ့အရာအလုံးကအလင်းအမြန်ဖြစ်ပျက်သွားခဲ့ပါတယ်။လူတွေကြောက်ရွံ့နေခဲ့တဲ့လက်နက်အစ်စ်တွေအန္တရာယ်အစ်စ်တွေနဲ့စစ်ပွဲအစ်စ်တခုဟာအခုစတင်နေပါပြီ။ဒီတစ်ခါမှာတော့ဒုံးကျည်တွေဒါမှမဟုတ်ဒရုန်းတွေပဲမဟုတ်တော့ပါဘူး။ဘယ်ဘက်ကမဆိုဘလောက်ထိသွားဖို့ရည်ရွယ်ထားလဲ။ဘသူတွေကသူတို့ကိုရက်တံမှုအစင်သင့်ဖြစ်နေလဲဆိုတဲ့အချက်ကအရေးပါလာပါတယ်။ အစ္စရေးကအီရန်နဲ့မြေအတွင်းပိုင်းကိုကြီးမားတဲ့လေကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးမကြခင်မှာပဲတီဟီရန်ကဒေတာမှာအရင်ကတခါမှမမြင်ဘူးတဲ့ဒုံးကျည်တိုက်ခိုက်မှုကြီးတစ်ခုကိုစတင်ခဲ့ပါတယ်ရှာဟပ်ဒရီနဲ့ဆက်ဂျူအမျိုးအစားဒုံးကျည်တွေပါဝင်ဒုံးကျည်150ကျော်ကိုအီရန်အနောက်ပိုင်းကနေပစ်လွှတ်ခဲ့ပါတယ်ဒါအပြင်ကာမီကာစီနဲ့စောင့်ကြည့်ရေးဒရုန်းတွေပါဝင်ဒရုန်း100နီးပါးကိုအစ္စရေးလေကြောင်းတွေကိုပစ်လွှတ်ခဲ့ပါတယ်ဒါဟာကြုံရကြမ်းပစ်လွှတ်တာမျိုးမဟုတ်ပါဘူး အစ္စရေးရဲ့ကာကွယ်ရေးစနစ်တွေကိုဖိအားပေးဖို့တွက်ချက်ထားတဲ့လှုပ်ရှားမှုတစ်ခုပါတိုက်ခိုက်မှုကအတိုင်းအတာနဲ့လှုပ်ထားတာဖြစ်ပြီးအစ္စရေးရဲ့ချိန်မီတရီပေးရင်းနဲ့ချိန်မုံရေးကွန်ရက်တွေကိုဖိစည်းစေခဲ့ပါတယ်တယ်လာဗစ်မှာဒုံးကျည်တွေနဲ့ဒရုန်းတွေဟာဗျူဟာမြောက်ဝင်ရောက်လာခဲ့ပြီးဒါဟာစိတ်ခံစားမှုနဲ့လှုပ်တဲ့တုံ့ပြန်မှုထက်ပုံမနဲ့ဆိုင်တဲ့အစီအစဉ်တစ်ခုရဲ့လက္ခဏာပါတီဟီရန်ရဲ့ရွေချက်ကနှောက်ရက်ဖို့ပျက်စီးစေဖို့နဲ့တာဝေးတိုက်ခိုက်နိုင်စွမ်းကိုတတ်သိပြနိုင်မှုပါ။ စရေးကျွမ်းကျင်သူတွေကဒီတိုက်ခိုက်မှုဟာအီရန်ရဲ့ဗျူဟာကိုတိတ်တဆိတ်အင်အားတိစောက်မှုကနေတိစောက်ခဲ့တာလို့ဆိုပါတယ်။အစ္စရေးဟာအရင်ကဒုံးကျည်တိုက်ခိုက်မှုကိုကြုံဘူးပေမဲ့ဒီလိုတိကျမှုနဲ့ပြင်းထန်တိုက်ခိုက်မှုကိုတော့မကြုံဘူးပါဘူး။အစ္စရေးမျိုးတွေပေါ်ကကောင်းကင်ထဲမှာမီလီယံတွေနဲ့လင်းလာချိန်မှာဒါဟာတုံ့ပြန်မှုတစ်ခုတည်းမဟုတ်ပဲအန်ဒီရဲ့များတဲ့အပြောင်းအလဲတစ်ခုရဲ့အစပဲဖြစ်တယ်ဆိုတာအစ္စရေးစစ်တပ်သိရှိခဲ့ရပါတယ်။အီရန်ရဲ့တိုက်ခိုက်မှုကလေကြောင်းနယ်မြေတစ်ခုတည်းကိုသာမဟုတ်ပဲ အစ္စရေးရဲ့အရေးကြီးဆုံးနေရာတွေကိုတိုက်ရိုက်ထိမှန်စေခဲ့ပါတယ်။တနိုင်ငံလုံးတိုင်းတာနဲ့ပြစ်မှတ်ထားတိုက်ခိုက်ခံရတဲ့နေရာတွေထဲမှာ Tel Aviv, Jerusalem, Nagaf Leaders Camp နဲ့ Tel Aviv ကအရေးပါတဲ့အခြေခံအဆောက်အုံတွေလည်းပါဝင်နေပါတယ်။ဒါဟာအစ္စရေးနိုင်ငံကာကွယ်ရေးကိုနှောက်ယှက်ဖို့အစ္စရေးပြည်သူတွေရဲ့ယုံကြည်မှုကိုလှုပ်ခတ်ဖို့နဲ့အစ္စရေးရဲ့တုံ့ပြန်မှုအတိမ်အနက်ကိုစမ်းသပ်ဖို့ရွေးချယ်ထားတာပါ။တယ်အဗစ်မှာတော့ပောက်ကွဲမှုတွေကဆက်မှုစုံတွေရောပြည်သူနေရာတွေကိုပါလှုပ်ခတ်စေခဲ့ပါတယ်။ ဓာအပိစက်ယုံတွေအလုံးမလုံးတော့တဲ့အတွက်လျှက်စင်ပြီးပြတ်တောက်ခဲ့ပြီးအရေးပေါ်မိသက်တပ်ဖွဲ့တွေကစက်ယုံတွေနဲ့တူလောင်ယုံတွေမှာမီးတွေကူးဆက်မပြန့်ပွားအောင်ထိန်းချုပ်ဖို့ကြိုးစားနေကြရပါတယ်။ဒဲလာဗစ်မှာညဘက်ကောင်းကင်ကိုထုထက်တဲ့မီးခိုးတွေမြင့်တက်လာပြီးအချက်ပေးတံတွေနဲ့ပေါက်ကွဲတံတွေရောနှောနေခဲ့ပါတယ်။အက်ရှ်ကယ်လွန်နဲ့နက်တီဗော့လိုမျိုးတွေမှာပြည်သူတွေဟာလုံခြုံရအောင်အလှည့်အမြန်ရွှေ့ပြောင်းခဲ့ကြပါတယ်။ထောင်ထဲချီတဲ့လူတွေဟာမြေအောက်ခိုစရာနေရာတွေထဲပြေးဝင်ခဲ့ကြပြီး အချို့ဆိုရင်အရေးကြီးပစ္စည်းတွေကိုတော့မယူနိုင်ပဲပြေးခဲ့ကြရပါတယ်။ဒီတိုက်ခိုက်မှုရဲ့အချိန်နဲ့တိကျမှုကြောင့်တုံ့ပြန်မှုအချိန်နည်းနည်းပဲရခဲ့ပါတယ်။အစ္စရေးစစ်ဌာနချုပ်ကဒုတိယလှိုင်းအတွက်အဆင်သင့်ဖြစ်နေချိန်မှာတော့တကယ့်ပျက်စီးမှုတွေကမြေပြင်ပေါ်မှာသာမကနိုင်ငံရဲ့လုံခြုံမှုခံစားချက်မှာပါဖြစ်သွားခဲ့ပါပြီ။မြို့တွေရဲ့မီးရောင်တွေမှိန်လာပြီးမီးခိုးတွေထူလာတဲ့အခါဒီစစ်ပွဲမှာဘယ်နေရာမှာဖြစ်နေပါပါစေလုံခြုံနေဆိုတဲ့နေရာမရှိဘူးဆိုတဲ့အခြေအနေမျိုးဖြစ်လာပါတယ်။ ။အစ္စရေးရဲ့အစင်းမြင့်ဒုံးကာကွယ်ရေးစနစ်တွေဟာအကြီးမားဆုံးစမ်းသပ်မှုကိုရင်ဆိုင်ခဲ့ရပြီးအီရန်ရဲ့ဒုံးကြီးတွေနဲ့ဒရုန်းတွေလှိုင်းလိုက်ဝင်လာတဲ့အခါပြစ်မှတ်အားလုံးကိုမတိုက်ခိုက်နိုင်တော့ပါဘူး။အစ္စရေးဟာသူ့ရဲ့စိတ်အချရာဆုံးစနစ်တွေဖြစ်တဲ့ Iron Dome, David's Sling နဲ့ Arrow တို့ကိုအသုံးပြုခဲ့ပါတယ်။တရားဝင်အစီရင်ခံစာတွေအရဒီစနစ်တွေဟာ24နာရီလုံးလုံးအလုပ်လုပ်ခဲ့ပြီးဝင်လာတဲ့ချင်းချောင်းမှုရဲ့80ကနေ85ရာခိုင်နှုန်းလောက်ကိုထိန်းချုပ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ချင်းချောင်းမှုအလုံးကိုမတားဆီးနိုင်ခဲ့ပါဘူး။ အချို့ဒုံးကြီးတွေနဲ့ကာမီကာစီဒရုန်းတွေဟာဖြတ်ကျော်ဝင်ရောက်လာပြီးစစ်ရေးနယ်မြေတွေနဲ့ပြည်သူနေရာတွေကိုထိမှန်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုထိရောက်စေခဲ့တာကဒုံးကြီးတွေကိုဒရုန်းတွေနဲ့တူတပြိုင်တည်းပစ်လွတ်ခဲ့တာကြောင့်ပါ။ရေဒါတွေနဲ့ခြေမုံရေးစနစ်တွေကိုအလွန်အမင်းဖိအားပေးနိုင်ခဲ့တယ်လို့ Israel စစ်တပ်ကနောက်ပိုင်းမှာဝန်ခံခဲ့ကဒါဟာသူတို့ကြုံမှုတွေ့ဘူးသမျှအရှုပ်ထွေးသုံးတိုက်ခိုက်ခံရမှုတစ်ခုဖြစ်တယ်ဆိုတာပါပဲ။ဒီစနစ်တွေကိုဒုံးကြီးအနေငယ်ကိုသာကင်တွယ်ဖို့ဒီဇိုင်းလုပ်ထားတာပါ။ အပြည်ပြည်ဆိုင်ရာထောက်ခံမှုနဲ့စနစ်တွေအပြည့်အဝဖွင့်ထားပေမဲ့ဒီကာကွယ်ရေးကွန်ရက်ဟာပြင်းထန်တဲ့ဖိအားကိုခံစားခဲ့ရပါတယ်။ဒီစစ်စင်ရေးဟာအလှည့်ပြောင်းတစ်ခုဖြစ်ခဲ့ပါတယ်။ဒါဟာအစ်မြင့်ကာကွယ်ရေးစနစ်တွေတောင်စိန်ခေါ်ခံရနိုင်တယ်ဆိုတာကိုပြသလိုက်ပါတယ်။ကာကွယ်ရေးတပ်ဖွဲ့တွေကဒုံးပစ်စင်တွေကိုပြန်လည်စုသီးပြီးခြေမုံတုံးတွေကိုပြန်လည်ဖြည့်တင်းနေတဲ့ချိန်မှာတော့အစ္စရေးရဲ့ကာကွယ်စနစ်ဟာသူ့ရဲ့အကန့်အသတ်ကိုရောက်နေပြီဆိုတာရှင်းနေပါတယ်။ အီရန်ကလည်းအချိန်မဆိုင်ပဲသူတို့ရဲ့တိုက်ခိုက်မှုအောင်မြင်ကြောင်းကြေညာခဲ့ပါတယ်။နိုင်ပိုင်းတွင်မှာပဲအစိုးရထိန်းချုပ်တဲ့မီဒီယာတွေကဂျိုဒူးတပ်ပုံတွေနဲ့ဒရုန်းရိုက်ကူးမှုတွေကို မျှဝေခဲ့ပြီးတဲလ်အဗစ်ကအဓိကကိုကဲရေးစင်တာတွေနဲ့စစ်ရေးအဆောက်အုံတွေကိုထိမှန်ခဲ့တယ်လို့ဆိုပါတယ်။ဒီဗီဒီယိုတွေမှာစစ်မှုဇုံတွေကပောက်ကွဲမှုတွေနဲ့လျှက်စစ်မီးမလင်းတဲ့နေရာတွေကိုပြသထားပြီးအီရန်ကတိကျမှုနဲ့အင်အားကိုတတ်သိပြနေတာပါ။ဖြည့်ဆည်းမှုအလုံးကိုတိကျအတည်ပြုနိုင်ခြင်းမရှိသေးပေမဲ့ ကမ္ဘာကာကွယ်ရေးဆိုင်ရာစမ်းသပ်သူတို့ကမြို့ပြ area အများပြားမှာပြင်းထန်သွားပျက်စီးမှုတွေရှိတယ်လို့အတည်ပြုခဲ့ပါတယ်။အချို့ကတော့ဒါတွေဟာဖြတ်ကျော်ဝင်လာတဲ့ဒုံးကျည်တွေကြောင့်ဖြစ်နိုင်တယ်။အချို့ကတော့ခြေမုံလိုက်တဲ့ဒုံးကျည်တွေရဲ့အကျွမ်းကျန်တွေကြောင့်ဖြစ်နိုင်တယ်လို့ယူဆကြပါတယ်။ဘာကြောင့်ပဲဖြစ်ဖြစ်ဒီပုံတွေက ရှင်းနေတာကဣသရေလမြို့တွေဟာထိလို့မရတဲ့နေရာတွေမဟုတ်ဘူးဆိုတာပါပဲ။တီဟီရန်ရဲ့သတင်းစကားကကြဲကြဲလောင်လောင်နဲ့တွက်ချက်ထားတာပါ။ဒါဟာလက်နက်အစ်စ်တွေကိုပြသဖို့တာမကပါဘူး။ တတိပေးချက်တစ်ခုပေးဖို့ပါဒီတိုက်ခိုက်မှုကအီရန်ဟာအကောင်းဆုံးကာဝေးရေးစနစ်တွေကိုတောင်စိန်ခေါ်နိုင်တဲ့တာဝေးပစ်ဒုံးကျည်တွေရှိတယ်ဆိုတာကိုတတ်သိပြနေတာပါစိတ်ပိုင်းဆိုင်ရာပေါ်တက်ရောက်မှုကလည်းအင်အားကြီးမှပါတယ်အစ္စရေးတွေအတွက်ဒီတိုက်ခိုက်မှုကနိုင်ငံလုံးကျုံရေးမှာယုံကြည်မှုကိုလှုပ်ခတ်သွားစေပါတယ်အပြည်ပြည်ဆိုင်ရာလေလာသူတွေအတွက်တော့အီရန်ရဲ့စစ်ဗျူဟာဒေတာဆိုင်ရာချင်းချောက်မှုတွေထက်ကျော်လွန်နေပြီဆိုတာကိုပြသနေတာပါအီရန်ရဲ့ပြောဆိုချက်တွေကတစ်ဝက်လောက်ပဲမှန်ရင်တောင် ဒေတာတွင်အင်အားချိန်ဝင်ရှာဟာပြောင်းလဲသွားပြီလို့ဆိုနိုင်ပါတယ်။အီရန်ရဲ့ဒီတိုက်ခိုက်မှုကအစ္စရေးရဲ့ကြော်ကြားတဲ့လေတောင်းကာကွယ်ရေးစနစ်မှာ အားနည်းချက်တစ်ခုကိုဖော်ထုတ်လိုက်ပါတယ်။နှစ်ပေါင်းများစွာ Iron Dome ကိုခစ်ပေါ်စစ်ပွဲတွေမှာစိတ်အချရာဆုံးစနစ်တစ်ခုအဖြစ်အသိအမှတ်ပြုခဲ့ကြပါတယ်။ဒါပေမဲ့ဒီတစ်ခါတော့ဒီစနစ်က ရုန်းကန်ခဲ့ရပါတယ်။အီရန်ကဒုံးကျည်တွေကြီးပဲမဟုတ်ဘဲ drone တွေနဲ့တာဝဲပစ်ဒုံးကျည်တွေကိုတပြိုင်တည်းရောနှောပစ်လွတ်တဲ့ရှုပ်ထွေးတဲ့တိုက်ခိုက်မှုမျိုးကိုအသုံးပြုခဲ့ပါတယ်။ ဒီနည်းပြူဟာကအလုပ်ဖြစ်ခဲ့ပါတယ်။အစ္စရေးရဲ့ကာကွယ်ရေးစနစ်ကအနှဲငယ်သောချင်းချောင်းမှုတွေကိုသာတားဆီးဖို့ဒီဇိုင်းလုပ်ထားတာ။တစ်ချိန်တည်းမှာပဲမတူညီတဲ့ဒေါင်ပေါင်းစုံကနေဒုံးကြီးရာချီဝင်လာတာကိုကင်တွယ်ဖို့မဟုတ်ပါဘူး။ကာမီကာဇီဒရုန်းတွေနဲ့ဒုံးကြီးတွေကိုရောစပ်အသုံးပြုတဲ့အတွက်အီရန်ဟာရေဒါစနစ်တွေကိုရှုပ်ထွေးသိပြီးခြေမုံရေးတုံ့ပြန်မှုအချိန်ကိုဆွဲဆန့်လိုက်တဲ့အလှော်လိုက်တိုက်ခိုက်မှုတစ်ခုကိုဖန်တီးနိုင်ခဲ့ပါတယ်။အချို့ဒုံးကြီးတွေကိုတားဆီးနိုင်ခဲ့ပေမဲ့အချို့ကဖြတ်ကျော်ဝင်ရောက်လာခဲ့ပါတယ်။ ဆက်မှုစုံနေနဲ့မြို့ပြ area တွေမှာဖြစ်ပွားခဲ့တဲ့ပျက်စီးမှုတွေကဘလို့စနစ်မဆိုအလွန်မင်းဖိအားပေးခံရရင်အပြည့်စုံကာကွယ်နိုင်မှာမဟုတ်ဘူးဆိုတာကိုရှင်းရှင်းလင်းလင်းပြသနေပါဗျ။ဒါဟာအံ့အားသင့်စရာတစ်ခုလည်းမဟုတ်ပါဘူး။အစုလိုက်အပြုံလိုက်တိုက်ခိုက်မှုတွေအတွက်မပြင်းစင်ပဲအစစ်မြင့်ဤပညာကာကွယ်ရေးစနစ်တွေကိုသာအလွန်မင်းအားကိုးနေတဲ့နိုင်ငံတိုင်းအတွက်တတိပေးချက်တစ်ခုလည်းဖြစ်ပါဗျ။ဒီတိုက်ပွဲကစစ်ပွဲမျိုးစားတစ်ခုကိုပြသလိုက်ပါတယ်။ဒါဟာအချိန်နဲ့လက်နက်အင်အားတွေနဲ့မကပါဘူး။ အစင်မြင်စနစ်တွေကိုခြေမုံးမှုရိုးရှင်းတဲ့ကိရိယာတွေနဲ့စမ်းသစ်တဲ့နီလန်းတွေကိုအချိန်ကိုက်စီစဉ်အသုံးပြုနိုင်မှုအပေါ်မှာလည်းမူတည်နေပါတယ်။ဒီခေတ်မှာအင်အားကြီးဆုံးအကာအကွယ်တွေတောင်ဒုံးကျည်လုံလောက်စွာရှိရင်ရိုးပေါက်ရှိနိုင်ပါတယ်။ Dell Effect မြို့ပေါ်ကိုဒုံးကျည်တွေမိုးရွာသလိုကျလာချိန်မှာညကောင်းငင်စီကိုထူထပ်တဲ့မီးခိုးတွေမြင့်တက်လာခဲ့ပြီးအချက်ပေးတဲ့အနေနဲ့ပေါက်ကွဲတဲ့အနေရောနေခဲ့ပါတယ်။ကမ္ဘာအင်အားကြီးနိုင်ငံတွေကလှည့်မြန်စွာတုံ့ပြန်ခဲ့ကြပါတယ်။ American ပြည်ထိုင်တဲ့ပြင်သစ်တို့က စ္စရေးကိုရေဒါစနစ်တွေဂျိုဒုစောင့်ကြည့်နေအချိန်မီချိန်မုံရဲ့အချက်လက်တွေပေးပြီးအချိန်နဲ့တပြေးညီကူညီခဲ့ကြပါတယ်။ဒေတာရင်းက American စစ်ကမ်းတွေကိုအမြင့်ဆုံးတတိဒါအဆင့်ထားရှိခဲ့ပြီးအစ္စရေးကိုကဲမှုနဲ့ညှိနှိုင်းမှုတွေကိုပုံမိုတင်းကျပ်စွာလှုံ့ဆော်ခဲ့ကြပါတယ်။ကမ္ဘာတုံ့ပြန်မှုကစစ်မြေပြင်ထက်ကျော်လွန်သွားခဲ့ပါတယ်။ကုလသမဂ္ဂလုံခြုံရေးကောင်စီကအရေးပေါ်အစည်းအဝေးတစ်ခုခေါ်ယူခဲ့ပါတယ်။ American ကအစ္စရေးကိုတတိထားလှုံ့ဆော်ဖို့တိုက်တွန်းခဲ့ပြီး ပြင်းထန်တဲ့တုံ့ပြန်မှုကအခြေအနေကိုပိုဆိုးနိုင်တယ်လို့သတိပေးခဲ့ပါတယ်။အိန္ဒိယနိုင်ငံတွေကလည်းစိုးရိမ်သွားတဲ့ကြည့်နေခဲ့ကြပါတယ်။ကာတာနဲ့အာရဗ်စော်ဘွားများပြည်တော်စုလို့ပင်လယ်ကွေ့နိုင်ငံတွေကဒီအကြမ်းဖက်ဖလှယ်မှုတွေဟာဒေတာရင်းစစ်ပွဲဖြစ်ပြန့်သွားနိုင်တယ်လို့စိုးရိမ်နေကြပါတယ်။တောင်ပိုင်းလက်ပလွန်နဲ့ဆီးရီးယားမှာမတည်ငြိမ်မှုတွေမြင့်တက်နေတဲ့အတွက်ခေါင်းဆောင်တွေကအနီးအနားကနိုင်ငံတွေကိုဖိစီးနိုင်တဲ့ဒုက္ခတွေအစ်စ်တွေစတင်ဖြစ်ပေါ်လာနိုင်တယ်လို့စိုးရိမ်နေကြပါတယ်။ ဒီအချိန်တွေဟာနိုင်ငံနှစ်နိုင်ငံကြားတိုက်ပွဲတစ်ခုထပ်ပိုနေပါပြီ။ဒါဟာအပြည်ပြည်ဆိုင်ရာတန်တမာရေးနဲ့အင်အားချိန်ဝင်ရှာကိုစိန်ခေါ်နေတဲ့အရာဖြစ်ပြီးပုံမှန်များပြားလာတဲ့ပါဝင်သူတွေကြောင့်စစ်မြေပြင်ဟာအစ္စရေးနဲ့အီရန်ထက်ကျော်လွန်ပြီးကျယ်ပြန့်လာနိုင်ခြေရှိနေပါတယ်။အီရန်ရဲ့နောက်ဆုံးတိုက်ခိုက်မှုဟာအင်အားပြမှုတစ်ခုထပ်ပိုပါတယ်။ဒါဟာခေမီစစ်ပွဲအတွက် သင်ငန်းစာတစ်ခုပါပဲ။အီရန်ဟာဒရုန်းနဲ့ဒုံးကျည်တွေကိုအချိန်ကိုက်ပစ်လွှတ်ခြင်းဖြင့် ဝေးလံတဲ့နေရာတွေမှာတိကျပြင်းထန်တဲ့တိုက်ခိုက်မှုတွေလုပ်နိုင်ကြောင်းသက်သေပြနိုင်ခဲ့ပါတယ်။ကာမီကာစီဒရုန်းတွေနဲ့ဒုံးကျည်တွေကိုရောစက်အသုံးပြုတဲ့နီးပြူဟာဟာပြစ်မှတ်တွေကို ထိမှန်ဖို့တွင်မကပါဘူး။ရန်သူကာကွယ်ရေးစနစ်တွေကိုအလွန်မင်းဖိစီးစေပြီးတုံ့ပြန်မှုအချိန်တွေကိုနှောင့်နှေးစေဖို့ပါ။ဒီနီးပြူဟာဟာရှေးယိုဆွဲစစ်ပွဲတွေနဲ့မတူပါဘူး။မြေပြင်ကျူးကျော်စေဒါမှမဟုတ်တင့်ကားတိုက်ပွဲတွေအစားအခုခါမှာတော့ညံရီတုသုံးလက်နက်တွေ electronic နှောက်ရက်ပေးမှုတွေနဲ့အချိန်ကိုအဓိကထားလာပါဗျ။ အီရန်ရဲ့ဒီနီလန်ဟာအဆင့်မြင့်လေတက်မရှိပေမဲ့အင်အားကြီးတဲ့ရန်သူတွေကိုစိန်ခေါ်ခြင်းနဲ့အခြားနိုင်ငံတွေဒါမှမဟုတ် proxy အုပ်စုတွေအတွက်စံနမူနာတစ်ခုဖြစ်လာနိုင်ပါတယ်။အရင်းမြစ်အကန့်အသတ်ရှိပေမဲ့တေချာစီတင်ပြီးအချိန်ကိုက်ဗျူဟာကိုညှိထားရင်ပြင်းထန်တဲ့ပျက်စီးမှုတွေဖြစ်စေနိုင်ပါတယ်။ Israel အတွက်တော့ဒါဟာအနာဂတ်စစ်ပွဲတွေကိုဘယ်လိုတိုက်ရမလဲဆိုတဲ့အပြောင်းအလဲတစ်ခုပါပဲ။အခုဆိုရင်အဆင့်မြင့်ဤပညာသုံးတိုက်ခိုက်မှုတွေကိုကြိုတင်ပြင်ဆင်ထားဖို့လိုပါပြီ။ ဒီတိုက်ခိုက်မှုတွေမှာစနစ်တွေကိုအလွန်မင်းဖိစီးစေတဲ့နီးအရှိန်နဲ့အံအားသင့်စရာနီးလန့်တွေကိုအသုံးပြုပြီးရိုးရာကာဝယ်ရေးစနစ်တွေကိုကြော်လွန်တိုက်ခိုက်ကြမှာပါမြ мян ပြန်ပြီးတော့တုံ့ပြန်မယ်ဆိုရင်ရန်သူကိုချင်းချောင်းနိုင်ပေမဲ့ဒေတာကိုစစ်ပွဲတွေပိုနက်နက်ဆိုင်ဆိုင်ဆွဲသွင်းနိုင်တဲ့အန္တရာယ်လည်းရှိပါတယ်စစ်မြေပြင်ဟာပြောင်းလဲသွားပါပြီအင်အားဟာလက်နက်တွေမှသာမကဒီလက်နက်တွေကိုဘလို့တိကျမှန်ကန်စွာအသုံးပြုနိုင်မလဲဆိုတဲ့အချက်မှလည်းမူတည်နေပါတယ် အစ္စရေးနဲ့အီရန်တို့ကြားပဋိပက္ခဟာအခုအန္တရာယ်များတဲ့အဆင့်အသစ်တစ်ခုကိုရောက်ရှိသွားပါပြီ။စစ်ရေးတိုက်ပွဲဖြစ်စတင်ခဲ့တဲ့ရာဟာအခုဆိုရင် ပြင်းထန်တဲ့နိုင်ငံရေးနဲ့ဒေတာရင်းအကြက်တဲတစ်ခုဖြစ်လာပါပြီ။နိုင်ငံနှစ်နိုင်ငံစလုံးဟာနောက်တဆင့်ဘာလုံးမလဲဆိုတာကိုဆုံးဖြတ်ဖို့ဖိအားတွေခံနေရပြီးတကမ္ဘာလုံးကတေချာစောင့်ကြည့်နေပါတယ်။ဝါရှင်တန်မှာရှိတဲ့ရာရှိတွေကတော့အခြေအနေတွေပုံမိုကျပြတ်မလာစေဖို့ကြိုးစားနေကြပါတယ်။တစ်ချိန်တည်းမှာပဲမော်စကိုနဲ့ပေကျင်းတို့ကလည်းတန်တမန်ရေးဆွေးနွေးပွဲတွေနဲ့ ်စစ်ပညာရေးဖြစ်နိုင်ခြေတွေကိုတွန်းအားပေးဖို့ဒီအခွင့်အရေးကိုအသုံးချနေကြပါတယ်။တကယ်လို့အစ္စရေးကပြင်းထန်တဲ့တိုက်ခိုက်မှုနဲ့တုံ့ပြန်မယ်ဆိုရင်ဟစ်ဘိုလာအဖွဲ့တွေဒါမှမဟုတ်အီရန်ရဲ့ဆီးရီးယားနဲ့အီရတ်မှာရှိတဲ့မဟာမိတ်တွေပါပါဝင်လာနိုင်ပါတယ်။ဒါဆိုရင်တိုက်ပွဲတွေဟာအခုနယ်နိမိတ်တွေထက်ပိုကျယ်ပြန့်သွားမှာပါ။လဗနွန်နဲ့ဆီးရီးယားနယ်စပ်တွေမှာတိုက်ပွဲတွေဖြစ်နေတဲ့အတွက်မိသားစုတွေဟာထွက်ပြေးနေရပြီဖြစ်ပါတယ်။တကယ်လို့အကြမ်းဖက်မှုတွေပိုပြန့်သွားမယ်ဆိုရင် အိန္ဒိယနိုင်ငံတွေမှာရွှေပြောင်းနေထိုင်သူတွေများလာပြီးပုံမမတည်ငြိမ်မှုတွေဖြစ်လာနိုင်ပါတယ်။လလောဆယ်မှာတော့နှစ်ဖက်စလုံးကစိတ်ပိုင်းဖြတ်ထားပုံရပြီမဲ့သူတို့ဘာတွေဆုံးရှုံးနိုင်တယ်ဆိုတာကိုလည်းသိထားကြပါတယ်။တန်တမန်ရင်းနှီးလန်းနဲ့ဖြည့်ရှင်းဖို့ဆိုရင်အထူးသဖြင့်အစ္စရေးနဲ့အီရန်ဘက်ကရဲရင်နဲ့ကောင်းဆောင်မှုတွေလိုအပ်ပါတယ်။ကမ္ဘာအင်အားကြီးနိုင်ငံတွေဟာဒေသကိုပုံမကစင့်ကလေးအားဖြစ်မသွားအောင်အမြန်ဆုံးလှုပ်ဆောင်မှုလိုပါတယ်။နောက်ဘာဖြစ်မလဲဆိုတာကိုဘုံတွေနဲ့မဟုတ်ပဲဘသူကဥဆောင်မလဲ။ ဘသူတွေကနားထောင်မလဲဘသူတွေကမာနထားတာထက်ငိမ့်ညံ့ယူကိုရွေးမလဲဆိုတဲ့အပေါ်မူတည်ပါလိမ့်မယ်။အီရန်ကသူ့ရဲ့တိုက်ခိုက်မှုတွေကိုတိကျပြင်းထန်စွာလုပ်နိုင်ကြောင်းပြသခဲ့ပြီးအစ္စရေးကတော့သူ့ရဲ့ကာကွယ်ရေးစနစ်ကိုကြီးမားတဲ့စံတပ်မှုတစ်ခုခံခဲ့ရပါတယ်။ခင်မီစစ်ပွဲတစ်ခုကဒေသတစ်ခုလုံးကိုဘလောက်မြန်မြန်လှုပ်ခတ်နိုင်တယ်ဆိုတာကိုတကဘာလုံးကမြင်ခဲ့ရပါတယ်။အခုဆိုရင်နောက်တစ်ဆင့်ကိုစစ်သားတွေတာမကခေါင်းဆောင်တွေကပါ ဆုံးဖြတ်ရမှာဖြစ်ပါတယ်။သူတို့ရဲ့ဆုံးဖြတ်ချက်တွေကအရှိလေပိုင်းနဲ့ တကဘာလုံးရဲ့အနာဂတ်ကိုပုံဖော်နိုင်မှာပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ